လည်းရွေးကောက်ပွဲအောင်မြင်ပါစေ။ဒါမှ DNUG ရဲ့ဆိုရလည်းမရှိတော့သလို PDF တွေလည်းမရှိတော့ဘူး။ PDF တို့ NUG တို့မရှိတော့ဘူးဆိုရင်ငါတို့ကရင်နယ်မြေမှာစိတ်အာစိတ်မတည့်ရတော့ဘူးနော်။ငါတို့ပြည်သူအေးချမ်းသွားပြီ။ခုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာတနိုင်ငံလုံးညီကြည့် အမေတော်အစမ်းစွကြည်ပြန်မလွတ်လာဘူးဆိုကြိုက်တယ်လို့ပြောနင်တို့တနိုင်ငံလုံးမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်လုံးညီညီညွညွနဲ့เนาะဒီဇင်ဘာ20ရက်ရှိရနေ့မှာမဲမပေးပဲနဲ့ဆန္ဒပြကြည့်နင်တို့ငါတို့ရဲ့အမေတော်အောင်စမ်းစွကြည်မကြဘူးပြန်လွတ်လာမယ်ဆိုငါရဲရဲကြီးပြောရတဲ့ဒါကငါတို့နိုင်ငံသားတွေညီငါတို့တွေလွတ်မြောက်ဖို့ငါတို့တွေငါတို့ဒီမိုကရေစီရဖို့က ဒါကအဓိကနီလန်ပဲဖြစ်တယ်နော်ဒီတော့ငါတို့အကောက်လုံးညင်ညင်ညွညွနဲ့ပူပေါင်းမယ်ဒီဇမ20နဲ့8ရက်နေ့မှာအကောက်လုံးတပိတ်လောက်မယ်အိမ်ထဲမှာပဲနေမယ်အေးဆွေးဆွေးနဲ့နေမယ်နော်အဲ့ဒါဆိုလို့ရှိရင်ငါတို့လိုချင်တဲ့ပန်းတိုင်းကိုငါတို့အမြန်ဆုံးရမှာပဲဖြစ်တယ်အာအဲ့ဒါလေးလည်းတစ်ခါတည်းပြောချင်တယ်ပေါ့နော်အဲ့တော့ကျမတို့မိသားသမီးတွေအကောက်လုံးညီပေးပါလို့ကျမဒီနေရာလေးကနေတောင်းဆိုချင်ပါတယ်ရှင်ကပွဲတွေ့ရောညီရွေးကပွဲတွေ့ရော ဒီယာကြီးကစားလိုက်တာနော်ဒေါ်လာကြီးလောက်ကြရာနှစ်ခုနစ်ကျော်တယ်ကိုကိုကဆူရတော့မခေါ်ကိုကိုခေါ်မရေပဲနဲ့ကိုပြည်သူလူထုအတွက်ရဲရဲရက်တီမရေပဲနဲ့ဒီဟာချုပ်ဒီကကွဲလဲဟိုမှာကကွဲလဲဘသူကနေတော့ဘီယူဆိုင်မှာလဲဟာနေတော့ဘာမှမဟုတ်ဘူးခွေးလွယ်သူများနောက်ကိုလိုက်ငါပြောလိုက်တာဦးဦးမေော်လဲရွက်ကောက်ပွဲဖြစ်လာခဲ့တယ်ဆိုရင်လေ မမပြီမှာငင်းချသွားပြီပါဖြစ်လို့လဲဆိုတော့သူ့ကိုတိုက်နေတဲ့လူတိုင်းမှာတဘောဖြစ်သွားပြီလေဒီ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  like ဟာဒီတဘောတွေကလေသူတို့ရဲ့ပြည်သူပြည်သူအတွက်ပဇာနဲ့ဟာပြီးတော့လေဒီလားဒီသူအတွက်မလုတ်ပေးပဲနဲ့သူတို့အကျိုးစီးပွားရေးပဲလုံနေလို့တလောက်ထိအာမြန်မာပြည်မှာမြန်မာနိုင်ငံပြက်စီးနေတာတိလားမြန်မာနိုင်ငံပြက်စီးနေတာတိုင်အာတချို့ဗမာတွေကတော့ပြောတာပေါ့နော် ဒေယီသာဒေယီသာတွေကြောက်တဲ့ဒေယီသာဟမ်မြန်မာနိုင်ငံပြည်စီတာဒေယီသာတွေကြောက်တဲ့ဒေယီသာကြောက်မဟုတ်ဘူးမဟုတ်ဘူးအဲ့မြန်မာနိုင်ငံပြည်စီတာဒေယီသာတွေကြောက်လို့တော့ပြောတယ်ရှင်မှာတော့ကျွန်တော်တို့မပါဘူးတော့ဘာကျွန်တော်တို့ဒီဒီဒါကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးတိုင်းနာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့အတွက်တိုင်းသားအားလုံးညီညွတ်မှကျွန်တော်တို့နိုင်ငံဒီလည်းကောင်းမှာပေါ့နော်တအူးတပါတာလည်းကောင်းလို့လည်းကျွန်တော်တို့မြန်မာနိုင်ငံမတိုးတက်ဖွံ့ဖြိုးဘူးကျွန်တော်ဒါလေးထည့်ပြောချင်တယ်ကျွန်တော်ဒီတိုင်းသားအားလုံးကိုချစ်ခင်တယ် တိုင်းသားအလုံးပေါ်မှာလေးစားမှုရှိရကျွန်တော်ဒါလေးထည့်ပြောချင်တယ်နော်ဘမအချင်းချင်းဖြစ်တဲ့အာဘမဘမတွေပဲမြန်မာပြည်ပြည့်စည်ရောလုံနေတာနော်အတူရပြောနေတဲ့လူတွေကလေသူတို့ကအာနာလုံကျင်တာလေသူတို့ကအာနာလုံကျင်တာလေပမာချစ်ချစ်အာနာလူကြတာလူပြည်စေဘောဒါမဲ့ جماعه တော့ဗာ မမချင်းချင်းရာဖြစ်တာလေကျမပြောတယ်ဒီလားကျမမိရလည်းကျမပြောတယ်ဗျာဖြစ်လဲဆိုတော့ငါတို့ကိရချင်းချင်းရာဖြစ်တဲ့အချိန်မှာဆိုရင်တို့ကပြောနေတာပဲလေဟုတ်ကိရချင်းချင်းဖြစ်တဲ့အချိန်မှာလေကြော်နေကြတယ်ဆိုတာကျွန်တော်တို့ဒါကတော့လူမျိုးတိုင်းမှာလူမျိုးတိုင်းလူမျိုးတိုင်းဘာသာတိုင်းဘာသာတိုင်းမှာကျွန်တော်တို့စိတ်တက်မြင်မာတဲ့လူရှိတယ်လို့စိတ်တက်နိုင်ကြတဲ့လူလည်းရှိကြတယ်ပေါ့နော် စိတ်ဓာတ်မြင်မာတဲ့လူရှိတယ်လို့စိတ်ဓာတ်နှိမ့်ကြတယ်လူပဲရှိကြတယ်အဲ့တော့လူတိုင်းမဟုတ်ဘူးပေါ့နော်ဒါကတော့ဒါကရင်ကရင်ချင်းဖြစ်တာကိုဝမ်းတာတဲ့လူရှိတယ်လို့ကျွန်တော်တို့ဝမ်းမတာတဲ့လူလည်းရှိတယ်နော်အဲ့တော့ဒါလူတိုင်းကိုတော့ကျွန်တော်တို့မဆိုလို့တင်ဘူးဒါလေးတချို့တချို့တော့ဒါဒါကတော့ဒီကိစ္စကတော့ဒါလူမျိုးနဲ့ကျွန်တော်ပြောသလိုပဲလူမျိုးတိုင်းဘာသာတိုင်းမှာဒါအကုန်ရှိကြတယ်နောက်တစ်ခုမိသားစုမှာတောင်မှစိတ်ချင်းမတူကြတာလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ လူမျိုးတိုင်းမှာလည်းစိတ်ဓာတ်မြင်မာတဲ့လူရှိတယ်လို့စိတ်ဓာတ်မြင်ကြတဲ့လူရှိတယ်စိတ်ဓာတ်မြင်မာတဲ့လူကတော့ဒီလူမျိုးတွေကိုကျွန်တော်တို့ကျင်ကျင်ချင်းဖြစ်နေဝမ်းသာခြင်းမရှိမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကနော်တချို့ဂျုံ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 ကြီးတွေတချို့ဂျုံကြီးတွေကလေသူများချားတယ်မှာလေနာမည်ရချင်းတာတွေသူများချားတယ်မှာဗာလဲမျက်နှာရချင်းတာတွေလားမသိပါဘူးအင်းစူးစမ်းလိုက်ရတာဒါပေမဲ့ဘာမှထိရောက်မှုမရှိ တော်နီတယောက်ကလည်းငါကြည့်ရတာလေငါစစ်ပြက်စစ်အာနာစီကိုအားပေးနေတာမဟုတ်ဘူးခုကကျမပြောနေတာအန်ယူဂျီလူတွေကဗာတွေပြောနေတိလားငါတို့တွေကဗမာပဲမဲ့ဒိုင်းသားတွေကိုချစ်တယ်တဲ့အေးတိုင်းသားတွေကိုနေလို့ချစ်တယ်ဆိုရင်ဒီပတ်မှာမလာနဲ့နော်ဒီပတ်မှာစိတ်မတိုက်ပဲနဲ့မီအော်လိုက်စီမှာပြတ်သွားပြီးတော့စကားပြပြောပြီးလေ စကားပြပြောလေပြေလော်ပြောလေလက်နဲ့ကြည့်ပြီးတော့ပြတိုက်เสียမှမလို့တာဒီလားနေတို့တွေကအာနာလူချင်လို့လက်လိုက်ကင်နေတာဒီသူမြန်မာနိုင်ငံအင်ချမ်းဖို့လက်နဲ့ကင်နေတာ မဟုတ်ဘူးဆိုတာလူအုံနှုတ်ရှိတဲ့လူတိုင်းမှာနော်စဉ်းစားတတ်တယ်အဲ့တော့ကျွန်တော်ဒါဘယ်ဘက်မှာကျွန်တော်လိုက်ကြောခြင်းမဟုတ်ဘူးအဲ့တော့အခု PDF တွေဒီကျွန်တော်တို့ အဲ့ဒီဆိုရတယ်ဒီပေါ့နော်တစ်ဖွဲ့အဲ့ဖွဲ့တွေနဲ့အခုလှုပ်ဆောင်နေတာတွေဒါတကယ်ကိုမှဒါပေါ့နော်အာနာလိုချင်လို့လုပ်နေတာလားကျွန်တော်ဒါလေးမေးချင်ပါတယ်အဲ့တော့ဒီထက်မှာကျွန်တော်ကြီးနေတဲ့သူတွေလည်းမှာ PDF တွေကျွန်တော်တို့ဒီပေါ့နော် MG အဖွဲ့ကဖွဲ့ကလူတွေပါလို့ရှိရင်ဒီမေးခွန်းလေးကိုဖြေချပေးသေးပေးသွားစေချင်ပါတယ်ဒါအာနာလိုချင်လို့လူချင်းမလို့အနေနဲ့လှုပ်ဆောင်နေတာလားဘယ်အတွက်လှုပ်ဆောင်နေတာလဲဒါလေးကိုပြောချစေချင်ပါတယ်နော်အဲ့တော့ဆက်ကြည့်အောင်လား No. စေစားတတ်တဲ့ဒီကြုံကြီးတွေကြတော့ဘူးမသိဘာမသိသူများလက်သုံးချထားရေသူတို့လိုက်ထားသူများကမ်ပိန်းလုပ်မယ်ဆိုရင်လိုက်လုပ်သူများလိုခိုင်းမယ်ဆိုရင်လိုအာဒါပဲသူတို့တွေအခုကဘာဖြစ်သွားလဲဒီ KBA နဲ့ KNY လိုက်ထားနေကြတယ်တဲ့ငါပြောပြမယ် PDF ကလေးတွေကျမပြောတဲ့စကားကိုတေချာနားထောင်နေတော့တနာလို့ကျမပြောနေတာ အခုကကြီးရဲ့ချင်းချင်းလိုက်ဖမ်းနေကြတာနေတော့ထင်တာတကယ်ဖြစ်တဲ့ကိစ္စလို့နေတော့ထင်နေတာဟမ်ငါတို့ကြီးရဒါဒီလိုပဲလှောက်စားနေလာတာဒီချာဖြတ်တယ်မှာလဲဘဒုအဖွဲ့စည်းပါပါဘဒုအဖွဲ့စည်းပါပါနေတချို့ဖီရရသိပါတယ်နော်အခုကနာမည်လိုချင်တယ်နော်နာမည်လိုချင်တာဒီခုနဲ့အခုကခေညူနဲ့လက်ဖမ်းနေပြီတဲ့ ထီအညာဘာမို့လို့လဲအစိုးရလည်းမဟုတ်တလို့ဘာမှမဟုတ်ဘူးသူတို့ကသဘုံသဘုံသဘုံလက်ထားနေတာနော်တချို့ကြီးတွေကတော့လေမသိဘူးလေနော်အခုကခေညွာတော့တကယ်ပဲကြားဖြတ်ကိုလိုက်ပြီးတော့အဖမ်းနေပြီနော်အေးခေညွာတော့စသူတော့လှောက်စနေပြီအိုးကိုယူချင်လိုက်ရတာနော်သူတို့နေတော့နေနေတော့ကိုယူလိုက်ကြတာတိလားနေတော့မှနားမလဲတာနေငယ်ကြီး ဟွန်းနားမလဲကြတော့လဲအယူတွေကနော်အယူတွေကလိုက်အယူပဲပြာပြာကြည့်လိုက်ဒါပဲပေါ့ရှင်ပြောလိုက်အောင်မယ်နော်တနာလိုက်တာတော်လာရေလောက်တာလဲကြာပြီးပညာတက်တက်တလောက်ထိအုံနှုတ်တွေသူများနောက်ဟောသူသူများနောက်မှာကြနေတာအေးအေးတနာလိုက်တာနော်တချို့လူတော့လဲနေငယ်ချမ်းမှာလာပြီးတော့ပညာသိနေတယ် ပြီးတော့ကော့တူးလေးမှာပြာပြီးတော့ကော့တူးလေးကိုပြာထူထောင်မယ်တဲ့ပြီးတော့သူ့တို့ကော့တူးလေးကိုပြာမထူထောင်တာ Chinese ဂုံမဏီပဲပြာထူထောင်နေတယ်ဟုတ်အိုးမြော်လေရွက်ကပွဲအောင်မြင်ပါစေဒါမှ DNUG ရဲ့ဆိုရလည်းမရှိတော့တလို့ PDF တွေလည်းမရှိတော့ဘူး PDF တော့ NUG တော့မရှိတော့ဘူးဆိုရင်ငါတို့ကရင်နယ်မြေမှာစိတ် အာစစ်မတက်ရတော့ဘူးနော်ငါတို့ပြည်သူအေးချမ်းသွားပြီကဲကျွန်တော်အဲ့ဒီတခုပြောမလို့ဒါကျွန်တော်လည်းဘယ်ဘက်မှဒါလိုက်တော်ခြင်းမရှိဘူးကျွန်တော်ဒီကျွန်တော်တို့ဒီလေဒါစစ်ပွဲဆိုတာကိုမလူလောင်ဘာကြောင့်လဲဆိုတော့စစ်ပွဲဒီကျွန်တော်တို့ဒီပြည်သူတွေကိုပဲအထင်နာစေချင်တယ်ပေါ့နော်ဒါပေါ့နော်စစ်ပွဲဆိုတာမဖြစ်တာတော့အကောင်ဆုံးပဲငြင်းချမ်းလေးလမ်းစဉ်နေတာအကောင်ဆုံးပဲအခုသူပြောထားတာဒီဒါဘာကိုပြောချင်လဲဆိုတော့ဒါဒီ ဒီပေါ့ကျွန်တော်တို့ PDF တွေဒါ MG ဖွဲ့စည်းတွေမရှိတော့ရင်တို့ကရင်ပြည်နယ်မှာဒါစစ်ပွဲဆိုတာမရှိတော့ဘူးဒါမျိုးပြောတော့တယ်အဲ့ဥစားလေးကိုကျွန်တော်တစ်ချက်ပြောချင်တယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ MG တွေဒီ PDF တွေမရှိခင်တုန်းကဟောဒီနိုင်ငံရေးကျွန်တော်တို့ဒီ PDF ကလည်းမဖြစ်ခင်တုန်းက2010 2021အခင်းချင်းမဖြစ်ခင်တုန်းကတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာစစ်ပွဲတွေမရှိခဲ့ဘူးလားတကယ်ပဲမရှိခဲ့တာလားအဲ့ချိန်တုန်းကတော့ အခုဒီ PDF တွေဒီ MUG တွေဒီ2021ဒီနိုင်ငံခင်းချင်းဖြစ်ကံမှဒီကင်းပြည်နယ်မှာစစ်ပွဲတွေဖြစ်လာတာလားဘောနော်ဒါလေးကိုကျွန်တော်မေးချင်တယ်အဲ့တော့ဒါကနောက်နှစ်ဖက်စဉ်းစားပြီးပြောစီချင်တယ်ဘောနော်ပြောမယ်ဆိုရင်လည်းကျွန်တော်တို့အရာရာကိုပြောမယ်ဆိုရင်လည်းနိုင်ပြီးရောကျွန်တော်တို့ပြောတာကိုမလို့ချင်ကျွန်တော်တို့လည်းဘာကြောင့်စစ်ကိုလိုလားလို့ကျွန်တော်ပြောနေတယ်ကျွန်တော်တို့လည်းစစ်ကိုမလိုလားဘူးကျွန်တော်ငင်းချမ်းရေးလမ်းစဉ်ကိုကျွန်တော်တို့ဒီအကြိုက်ဆုံးပဲအကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့ဂျာဒီကျွန်တော်တို့နိုင်ငံအတွင်းမှာ ကျွန်တော်အားလုံးနေကျွန်တော်တို့နိုင်ငံသားအချင်းချင်းနေဖြစ်နေတယ်တိုင်းရင်းသားအချင်းချင်းနေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီလေစစ်ကိုလုံးဝကုန်မလောက်အခုစစ်ဖြစ်နေတာတွေပေါ့နော်အခုအဲဒါသူပြောသူလူပဲဒါကျွန်တော်တို့ PDF ဆိုတဲ့လက်ကလူငယ်လေးတွေတကယ်နာကမျိုးဆက်တဲ့ပေါ့နော်အဲလူငယ်လေးတွေအများကြီးပဲအဲ့တော့ကျွန်တော်တို့ဒီပုံဘလူလာဘူးအဲ့တော့ဘယ်ဘက်ကနိုင်နိုင် PDF ဘက်ကနိုင်လို့လည်းကျွန်တော်တို့ဝမ်းမတားတယ်လို့ဒီစတက်ဘက်ကနိုင်လို့လည်းကျွန်တော်တို့အနေနဲ့ဝမ်းတားခြင်းမရှိဘူး ဘာကြောင့်လဲကျွန်တော်တို့ဒီဒါဒီကျွန်တော်တို့တမြေတဲနေဒီရေတောက်ကျွန်တော်တို့နိုင်ငံသားအချင်းချင်းတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီလေဒါဝမ်းသာခြင်းဖြစ်တာတွေကိုလည်းကျွန်တော်တို့ဒီလေမလိုလားပါဘူးเนาะလိုလားလို့ကျွန်တော်လည်းဒါပြောနေမှာဒါမှမဟုတ် तू ပြောနေတာဒီဒီဒီကလေးတွေဒီ PDF ကလေးတွေရောက်လာကံမှဒီဂင်မီညာစစ်ပွဲဖြစ်တယ်လို့လို့ပြောနေလို့ကင်းဒီ PDF ကလေးတွေမရောက်ခင်ရောကျွန်တော်တို့ကင်းပြည်ဒီမှာစစ်ပွဲဆိုတာမရှိခဲ့ဘူးလားဒါလေးမြင်ချင်ပါတယ်เนาะအဲ့တော့ကက်ဆက်ကြည့်အောင်လေလာอืม ကဲခဏလေးနားထောင်ပြီးအောင်เนาะကျမရဲ့အမအပေါ့เนาะကျမမနည်းနည်းသူပြောစရာရှိတယ်တဲ့ကျမကိုပြောလာတယ်ဆိုတော့ပေါ့เนาะအဲကျမတို့ညီမနှစ်ယောက်ပေါ့เนาะနည်းနည်းလေးပြောစရာရှိရဲ့အာဘာပြောချင်းလဲဆိုလို့ရှိရင်ကျမနေတဲ့ရက်ွက်မှာဘောမတွေရှိတယ်ပေါ့เนาะအဲ့ဒီကျမနေတဲ့ရက်ွက်ကဘောမတွေကကျမရဲ့နောက်ွယ်မှာပြောတယ်ပေါ့เนาะဘာပြောလဲဆိုတော့ဒီကောင်မဖေဝရထုတ်ထားတာပျော်တယ်ပျော်တယ်ဆိုပြီးတော့ပြောတယ်ပေါ့เนาะသူတို့က ဘလို့ပြောလဲတော့ جماعه မသိဘောเนาะ جماعه ရင်တော့မခုံစိတ်တော့မကောင်းဖြစ်နေอ่ะတို့อ่ะတစ်ခါလာဖမ်းမနာထုတ်လို့ဆို A4 လောက်တွေထုတ်တာ ड़ी เนาะ B9 လောက်ဆိုတော့ جماعه ဘယ်ဘယ်ဘလို့ဖြစ်မဲ့ကဲကြည့်ပါဦး B9 လောက်ဆိုတော့တော်သေးတာဗောအခု A4 လောက်တွေထုတ်တာ جماعه စိတ်မကောင်းဖြစ်နေอ่ะအဲ့ جماعه လွန်လာကဲပြောကြည့်อ่ะတစ်ခါတလေလေး B9 လောက်လေးထုတ်ပါလို့เนาะပပကြီးเนาะတိလာနေ့စီလည်းချစ်စရာလေးကောင်းပါရဲ့အဲ့တော့ B9 လောက်လေးထုတ်ဗောเนาะ A4 လောက်လေးတော့မလုံးနဲ့ဗောเนาะနောက်ပြီးတော့ဒီဘက်ရောက်ကကဘောမားတွေကိုလည်း جماعه ပြောမယ်เนาะ နင်တို့နေတဲ့ရက်ကွက်မှာငါလည်းနေတယ်ငါနောက်ကွက်ရစောက်ချောင်းငါစောက်ချောင်းမပြောနဲ့တတိရှိငါရှိကိုလာနော်အချိန်မရွေးနေနဲ့ငါနဲ့လည်းအတူတူရှိနေတာပဲဟဲ့နေရလဲဘလို့ဖြစ်လဲငါရှိကိုလာပြီးတော့ပြောပေါ့ဟဲ့လားပြောမမဘာပြောချင်လို့လဲပြောကြည့်အောင်ဘဘကြီးမင်းအောက်လိုက်အောင်မာကျင်တာခံဝရမထုတ်နဲ့လို့ဖန်းကြည့်တယ်လားဖန်းဟောသူကပေါ့နော်ကျမကတော့မရဘူးခက်ဆွတ်ဆွာဆိုတော့အဲအဲ့လိုမျိုးလေးတွေကျမကတော့ပြောချင်တယ်ပေါ့နော်ဒါကတော့ဘုံမတ် တော့ဘောမိုက်တွေပြောချင်တာဒီလောက်ပဲပြောချင်တယ်နောက်ပြီးတော့ဗောနောအကောက်ထဲမှာလန်လာပြီးတော့ပြောတယ်နင်တို့တော်လန့်ရေးရအောင်ပြီလားအောင်မီလားဘတော့အောင်ပါလဲလို့မေးမေးနေကြတယ်ဟာဒီဗောနောနင်တို့ကပါဝင်ကြည့်အောင်မီငါတို့တော်လန့်ရေးဘာမှပြောစရာအကြောင်းမရှိဘူးနောက်တစ်ခုကမနီစီကိုမစင်ကြမှာလာမေးထားတဲ့လူရှိတယ်ဗောနောအဲ့ဒီလူကဘာမေးထားရလဲဆိုတော့ညီမရေးတဲ့တော့ဒေါအောင်ဆန်းစုကြည်ကိုကတ်တင်ဖို့တာတဲ့နင်တို့ကြိုးစားတဲ့ဒေါအောင်ဆန်းစုဒေါအောင်ဆန်းစုကြည်ကို ကတ်တင်နိုင်တာဆိုလို့လေ ကျမတို့ပြည်သူလူထုပဲရှိတယ်ခုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာတနိုင်ငံလုံးညီကြည့်အမေတော်အစွမ်းစွတ်ကြည်ပြန်မလွတ်လာဘူးဆိုကြိုက်တယ်လို့ပြောနင်တို့တနိုင်ငံလုံးမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်လုံးညီညီညွတ်ညွတ်နဲ့เนาะဒီဇင်ဘာ28ရက်နေ့မှာမဲမပေးဘဲနဲ့ဆန္ဒပြကြည့်နေတော့ငါတို့ရဲ့အမေဒေါအောင်ဆန်းစွတ်ကြည်မကြဘူးပြန်လွတ်လာမယ်လို့ငါရဲရဲကြီးပြောရတယ်။ဒါကငါတို့နိုင်ငံသားတွေညီငါတို့တွေလွတ်မြောက်ဖို့ငါတို့တွေ ငါတို့ဒီမိုကရေစီရဖို့ကဒါကအဓိကနီလံပဲဖြစ်တယ်နော်ဒီတော့ငါတို့အကောက်လုံးညင်ညင်ညွတ်ညွတ်နဲ့ပူပေါင်းမယ်ဒီဇမ20နဲ့8ရက်နေ့မှာအကောက်လုံးတပိတ်လုံးမယ်အိမ်ထဲမှာပဲနေမယ်အေးဆွဆွနဲ့နေမယ်နော်အဲ့ဒါဆိုလို့ရှိရင်ငါတို့လိုချင်တဲ့ပန်းတိုင်းကိုငါတို့အမြန်ဆုံးရမှာပဲဖြစ်တယ်အာအဲ့ဒါလေးလည်းတခါတည်းပြောချင်တယ်ပေါ့နော်အဲ့တော့ကျမတို့မိသားသမီးတွေကလည်းညီပေးပါလို့ကျမဒီနေရာလေးကနေတောင်းဆိုချင်ပါတယ်ရှင်။တခုလောက်ပြောမှဘုံမတွေကတို့ကိုပြောတယ် ဟောင်းရန်ထောက်ထားလို့တဲ့ဒီကောင်မတွေငြိမ်နေတာတဲ့ကြောက်လို့အမလေးကြောက်လိုက်တော့များတော့နေရလမ်းမပေါ်ထွက်ပြီးမှကြိလိုက်ဒီနေ့ဝကြိလိုက်နော်ကြောက်ကြမ်းမကြမ်းမကြိလာအဲ့လိုမျိုးတည်လာပြရလိမ့်လာထောက်ထောက်ပြစ်မှာနော်ပောက်တယ်နော်ပောက်တယ်နော်ဘောပောက်နောက်ပြီးတော့လေနှီးစီလိုမျိုးတော့တော့အခုလိုမျိုးနှီးစီလိုရဲရဲတောက်တောက်နဲ့နော် ဘယ်လိုပြောမလဲဆိုတော့ရဲရဲဝုန်းနဲ့ရှေ့ကိုထွက်ရဲတဲ့တောက်သွေးပါရဒီလိုအမဒီလိုညီမမျိုးပေါ့နော်နောက်ထပ် main ကလေးလေး main ကလေးနောက်ထပ်2ယောက်3ယောက်လောက်လို့ခြင်းတယ်ပေါ့နော်အဲ့ကြရနီးစီတို့ main ကလေးတွေရဲ့အစွဲအစဘလောက်ရှိရဆိုကျွန်မပြခြင်းတယ်တိလားအာလက်ရှိကျွန်မ main ကလေးအာရဲပေါ့ပေါ့နော်ကျွန်မနဲ့လုံးလုံးနိုင်မဲ့ရဲရဲဝုန်းနဲ့ရှေ့ထွက်ရဲမဲ့ main ကလေး2ယောက်လောက်လို့ရှိတယ်လို့ကြောက်တော့ကြောက်တော့မလေးတော့နေရောဘဘအကြီးကိုလေဘယ်လိုပြောလို့ပြောရမှန်းမသိဘူးနော် ပြောပြလိုက်ဘောမရီနနို့အဘအိုတပြတ်တိုင်လိုက်တော့စောက်ကူကိုမဆိုင်တာဒါပဲပြောချင်းတာချက်လုံးလုံးတုံတုံတုံအခုအဲ့လိုမဟုတ်နော်ကြောက်လုံးလုံးတုံ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 ကဲအဲ့တော့နော်ကျွန်တော်တို့ဒီမနိုင်ကံမှာအခုဖြစ်နေကြတာတွေဒီလေဒါကျွန်တော်တို့တွေဒီဒါကိုတိုင်ကံသားချင်းချင်းပေါ့နော်ကိုတိုင်သားချင်းချင်းနေဖြစ်နေကြတဲ့အတွက်ကျွန်တော်အနေနဲ့လည်းဒါစင်ကောင်းမှာဘူးလို့နော်အဲ့တော့ ဒါကျွန်တော်တို့တကယ်ဘယ်ဘက်ကပဲနိုင်နိုင်ကျွန်တော်တို့တကယ်တကယ်ကိုမဝမ်းတာခြင်းရှိတယ်လို့ဝမ်းနေခြင်းလည်းမရှိပါဘူးเนาะအဲ့တော့ဟိုပြောရရင်တော့ကျွန်တော်တို့ဒီစစ်ကိုကျွန်တော်တို့တကယ်လည်းလိုလားခြင်းမရှိပါဘူးလို့เนาะဒါလေးပြောချင်ပါတယ်ကြာအဲ့တော့ကျွန်တော်တို့ဒီ line model ပြောပြောတဲ့အချိန်ဒီမှာလည်းပေါ့เนาะဟိုနိုင်ငံကောင်းစားဖို့အတွက်ကိုယ်နိုင်ငံကောင်းဖို့အတွက်ကိုအဓိကထားပြီးတော့ပြောစီခြင်းပါတယ်လို့ကျွန်တော်အနေနဲ့ ောချင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလဲမှာကြည့်ရှုပေးတဲ့ဒုတိယအချက်တွေကိုလည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ဗျာအဲ့တော့လူချင်းမင်းတို့ဒီဗီဒီယိုလေးပေါ်မှာလူချင်းမင်းတို့ရဲ့ထင်မြင်ဆိုချက်အကြံဉာဏ်များကိုလည်းသုံးသပ်ပြီးတော့ comment လေးဒီမှာရေးချပေးကြပါဦးလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒီနေ့ကတော့တော်ပါတယ်